လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထပ်ကြဖို့အတွက်တောင်းဆိုခင်ဗျာမင်္ဂလာပါကျွန်တော်မျိုးတွေဒီနေ့စည်ရေးတည်င်းလင်းလင်းပေးခြင်းပါလေဗျာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့တည်င်းအမှောင်ထဲမှာ ပိတ်မိနေကြတယ်ဗောနော်တည်င်းအမှောင်ထဲမှာပိတ်မိနေကြတယ်စစ်သွေးကြွတည်င်းမီဒီယာတွေဖြစ်တဲ့ခေတ်တို့ဒါ VOE တို့ RFA တို့မျက်စိမတို့ AWD တို့ဒီလိုမျိုးသတင်းအမှောင်ထဲမှာပိတ်မိနေမှာဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီနေ့အလင်းပေးချင်တာပါအထို့တူသူတို့ရဲ့သူတို့တွေစီမတံပြန်ပြီးလင်းလာတဲ့ရောင်းတော်ပြန်ရောင်းတော်ပြန်ဆယ်လီလေးတွေရောင်းတော်ပြန်သတင်းပြောသမားလေးတွေအတွက်လည်းကျွန်တော်ဒီဒီခါမှာတစ်ခါတည်းပေါ့နော်သတင်းလေးတွေခါလေးပြောပြချင်ပါတယ်သူတို့ပြောပြောနေတဲ့ညောင်ကျိုးစခန်းမကြပါဘူးမနေ့ကတည်းကလည်းကျွန်တော်ပြောပါတယ်မကြပါဘူးသို့ပါတော့လည်းပဲဒီကောလာခါလာက တော်ဟင်းတောင်ဟင်းမသိရမလားဒါကလည်းတော6တောင်6တို့ဖြစ်သွားပါတယ်အဲ့တော့တော6တောင်6ဖြစ်နေအောင်ကျွန်တော်တို့အခုသတင်းအလင်းပေးပါမယ်ညောင်ကျိုးစခန်းကလုံးဝမကြတဲ့အပြင်ကိုမနေ့ကတော့နော်မနေ့ကတဲတဲရွတ်ရွတ်တဲတဲဖြစ်သွားတယ်ဆိုတာကတစ်ဖက်ကအေအေကအတကုံဝင်လုံးပါတယ်ညောင်ကျိုးစခန်းအနောက်ဘက်ကနေပြီးတော့နော်ဟိုညောင်ကျိုးရအနောက်ဘက်တက်ကိုအေအေကဝင်စီးလာတာတွေရှိတယ်အဲနောက်တစ်ခုကဒီ drop ဘုံချတိုက်ခိုက်တာတွေရှိတယ် ဲ့ဒါကိုတက်မလို့အနေနဲ့နည်းနည်းနောက်ဆုတ်ပေးလိုက်ရတယ်ရှိတယ်အဲ့ဒါကိုတက်မလို့ကမင်းညာကဆိုလို့ရှိရင်ဘယ်ကုန်းနေလဲဆိုလို့ရှိရင်ချင်းကုန်းဖျားကုန်းနော်ရဲစခန်းကုန်းကနေပြီးတော့တက်မလို့ကပြန်လည်ပြီးတော့ခုခံခဲ့တယ်ကျွန်တော်တို့လည်းမင်းကတော့တော်တော်ကြီးပေါ့နည်းနည်းလေးမင်းညာပေါ့နော်မင်းညာကတော်တော်ကြီးကိုအချိန်တွေကရမ်းကိုကြမ်းတဲ့အနီအောင်စီးထိဖြစ်သွားတယ်အဲ့တော့ကြပါပြီဆိုပြီးတော့သူတို့ဘက်ကတော့ကျိုးကျိုးတင်ပြီးတော့တည့်ရမလားဟိုစိတ်သက်စစ်စင်ရေး တော6တောင်6စစ်စင်ရေးလို့ခေါ်တာပေါ့အဲ့ဒီစိတ်တဲ့စစ်စင်ရေးတွေတရင်မစစ်စင်ရေးတွေအရင်ဆုံးဖြန့်ပါတယ်သို့ပါတော့လေကျွန်တော်မနေ့ကပြောပါတယ်ညောင်ကျိုးစခန်းမကြောက်ဘူးဆိုတာနော်အဲ့တော့မနေ့ညလည်းမကြောက်သလိုဒီနေ့မနက်ထီလည်းလုံးဝမကြောက်ဘူးအခုချိန်ထီလည်းမကြောက်ပါဘူးတက်ကအခုဆိုလို့ရှိရင်လိုက်ပြီးတော့နေမြရှင်းလင်းနေတယ်နေမြရှင်းလင်းတဲ့နေရာမှာအဲစေသွေးကြတပုံတွေဘက်ကနေပြီးတော့ AA စေသွေးကြပါဝင်မချင်းတပုံဒါ PDF တပုံเนาะပြီးလို့ရှိရင် AA စေသွေးကြရခိုင်တပုံတွေအားလုံး အားလုံးနောက်ဆုတ်သွားပြီနောက်ဆုတ်သွားပြီးတော့အခုလမ်းမှာအဲလိုက်ပြီးတော့နေမရှင်းနေတဲ့အခါမှာအော်စစ်သွေးကြရှေ့ရောက်ပေါ့ရှေ့ရောက်တိတိကိုအသေးရရှိတယ်တယောက်ကတော့အရှင်တော့သူရဲ့တယောက်အရှင်အရှင်ကိုအရှင်မိထားတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့အင်အားတော်တော်များတယ်လို့ကျွန်တော်ကြားသိရတယ် AA ကအင်အားမရှိဘူးဆိုလို့ရှိရင်1500ပတ်ဝန်းကျင်လောက်မှာရှိတယ်တက်မလို့အနေနဲ့ကလည်းအင်အားအလုံးရင်းနဲ့ပဲပြန်လည်ပြီးတော့ခုခံပါတယ် ခုခံသေးတယောက်လဲဒီဒီတကြောလုံးပါပေါ့နော်ဒီညောင်ကျိုးစကန်းဟာကြာလို့မရဘူးဆိုတော့တက်မလို့အနေနဲ့လည်းသိတယ်ညောင်ကျိုးစကန်းကြာရင်ရှေ့ဆက်လာမယ်ဟိဆိုရင်တော့တက်ကွင်းဆိုတာမှန်မြင်မယ်နောက်ထပ်အရှိကိုဆက်လာလိုက်ရှင်ဒီတောင်ပေါ်ကနေပြီးပေါ့ဒီကပ္ပဆာရဲ့လှမ်းမြင်နေရတယ်အဲ့ကနေမှလှမ်းပြစ်လို့ရတဲ့အခြေအနေမျိုးတွေရှိတာဟုတ်အဲ့တော့အဲ့စကန်းကကျွန်တော်ညောင်ကျိုးစကန်းကလုံးဝကြာလို့မရဘူးကြာခဲ့လို့ရှိရင်အောက်မှာညောင်ချစ်တော့နော်ပြောရရှင်အောက်ရှိပင်အဲ့ဒီမှာကပ္ပဆာဆက်ရုံနေရှိတယ်အဲ့ဒီအရှိကိုဆက်သွားမယ်ဆိုပထမအဲ ပထမပြီးရောက်လို့ရှိရင်အမ ARD မြက်ကဲအဲ့ဒီအတွက်ကြောင့်မို့လို့တက်မလွန်အနေနဲ့လည်းစနစ်တကျနဲ့တိဆောက်ထားတဲ့နေရာဖြစ်သလိုစနစ်တကျနဲ့ခုခံကာကွယ်နေပါတယ်အဲ့တော့ဒီနေရာမှာအကျွန်တော်ကသတင်းကိုသတင်းအမှန်ပြောရမှာပါနော်ဒီတကြောလုံးကိုဝင်လာတဲ့ AA စေတူကြတဘုံနေရာဆိုရှင်လာတိုက်လိုက်ပြန်ဆုတ်သွားလိုက်လာတိုက်လိုက်ပြန်ဆုတ်သွားလိုက်ပါပဲအဲမနေ့ကလာတိုက်တယ်ရပြီဆိုပြီးသတင်းလွှင့်တယ်ပြန်အခုဆိုပြန်ဆုတ်သွားတာဒါစိတ်သက်စစ်စင်ရေးလည်းအများကြီးသူတို့လုပ်ခဲ့တာရှိတယ်သို့ပါတော့လည်းပဲ လောက်ကြီးပဲစိတ်သက်စစ်စင်ရဲ့လုပ်နေပါစေဒီချိန်မှာခင်ဗျားတို့ဒီဘော့အကြောင်းတော်ပြန်နေပဲခင်ဗျားတို့နားထောင်နားထောင်เนาะဒီစစ်သွကြမီဒီယာတွေပဲနားထောင်နားထောင်ပရိုပဂန်ဒါဆိုတဲ့ဝါဒဖြန့်မှုတွေပဲရှိနေမှာပဲဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ပတ်မလိုက်ပဲနဲ့အမှန်တရားအတိုင်းပဲပြောရမှာပေါ့သို့ပါတော့လည်းကျွန်တော်တို့ဒီတက်မလို့နဲ့ရက်တည်တော့နိုင်ငံရေးစီရေးလူ့ပြည်များသူတယောက်လို့ပြောရမှာပါဗျာเนาะအဲ့တော့အဓိကအနေနဲ့ဒီမှာ မကြဘူးဆိုပြီးတော့ပေါ့လို့တော့မရဘူးဗျာ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေရာအရန်ကိုအရေးကြီးတယ်အရေးကြီးသည့်လျှောက်လေအဲစစ်တပ်အနေနဲ့ရွေးချွင်ချွန်ခုခံကာကွယ်နေရတော့ရှိပေမဲ့စစ်တပ်မှာဝေဖန်ထောက်ပြစရာတွေရောရှိတယ်ဗျ။ကျွန်တော်မပြောဘူးရဲ့လို့တော့ထားထားတာပဲ။ဘာကြောင့်လဲဆိုလို့ရှိရင်မလိုအပ်ပါဘူးလေဆိုပြီးတော့ထားထားတာပါ။တော်ပါတော့လည်းပဲဒီစခန်းမကြဖို့ဟာဒီစီမံကုတ်ကဲသူအနေနဲ့သိရှိနားလည်ထားသင့်တဲ့အရာတွေရှိတယ်ဗောဗျာနော်။ကပ္ပစတွေဆိုတာကလက်ယုံတက်တွေပေါ့။လက်ယုံတက်တွေဆိုတာသူတို့ ပြောမှဆိုစစ်ကိုကောင်းကောင်းမတိုက်ဘူးတဲ့အဲတပ်မျိုးတွေဖြစ်တယ်။အဲ့တော့ကပ္ပစာတွေအနေနဲ့ကကပ္ပစာကပ္ပစာစေယုံဆောင်တွေအနေနဲ့ကစေယုံစစ်သားတွေပေါ့ဗျာစစ်သားတွေအနေနဲ့ကဒီရှေ့တန်းပေါ့ညောင်ကျိုးရှေ့တန်းစခန်းကိုမသွားကျင်တဲ့သူတွေများနေတယ်။ဒါအကုန်လုံးတော့ကျွန်တော်မဆိုလို့ဘူးနော်စစ်ထဲရောက်လို့ရှိရင်တော့စစ်သားစိတ်ဓာတ်ကတော့ရိုက်သွင်းမိတာဖြစ်တယ်။ရိုက်သွင်းမိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများစုကတော့စစ်သားစိတ်ဓာတ်ရှိတော့ညာလည်းပဲ။ အဲတချို့တလေအစုဖွဲ့တစုလောက်ကစစ်တပ်ရမှာကိုကြောက်နေတာလေးရှိတယ်ဒီရှီတန်းစခန်းကိုမသွားကျင်နေတဲ့အတိုင်းဒါလေးရှိတယ်မသွားကျင်တဲ့အတွက်ကြောင့်မလို့ငွေကြေးလက်ထိုးပြီးတော့ငွေကြေးလက်ထိုးပြီးတော့ရှောင်လွဲနေတဲ့အတိုင်းဒါလေးရှိတယ်ဒါတွေကိုလည်းစီမံဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်မနေ့ကလည်းတောင်းဆိုခဲ့တာရှိတယ်ဒီထက်ပိုပြီးတော့ကျွန်တော်နက်နက်ရှင်းရှင်းလေးပြောချင်တာကဒီကပ္ပစတွေကရှီတန်းစခန်းကိုရောက်သွားပြီဟဲ့ဆိုလို့ရှိရင်ဘီထီဆိုတာနဲ့ပြေးဖို့လောက်ချောင်းနေရဲဆိုတဲ့အုပ်စုကရှိနေတယ် ကုန်လုံးမဆိုလို့ဘူးနော်စစ်သားတွေမှာစစ်သားစိတ်ဓာတ်ရှိပါတယ်တို့ပါတော့ညာလည်းပဲစုဖွဲ့တစုလောက်ပေါ့လက်တဆုပ်စာလောက်မှာဒီလိုမျိုးစိတ်ဓာတ်မျိုးတွေရှိနေတဲ့ကြောင့်မို့လို့ဒီစီရေးဟာအခုညောင်ကျိုးပေါ့ညောင်ကျိုးတိုက်နေတဲ့စီရေးဟာသဘုံကအရေးမတားသင့်မဲ့နဲ့အရေးတားနေရဆိုတာကကိုမိမိစစ်တီတွေတချို့တလေကအဲဘေဒီဆိုရှင်ပြေးဘူးတော့ချောင်းနေတာရှိတယ်အဲ့တော့ပြန်ပြန်ပြေးလာကြတယ်ဘယ်ကိုပြေးကြလဲဆိုလို့ရှိရင်နဲ့နော်ကျွန်တော်ကြားသိရသလောက်ဆိုလို့ရှိရင် အာကပါစကိုပြန်ပြေးကြတယ်လို့ကြားသိရတယ်နော်အမှချောင်းရှိတာဘောနော်တရေချောင်းရှိတယ်ကြောက်ဖူးချောင်းရှိတယ်အဲ့ဒီကနေရောအုတ်ရှစ်ပင်အနောက်ဘက်ကရွာတွေတဲကိုဝင်တယ်ဝင်ပါလို့ရှိရင်ချားမျိုးတွေကိုပြေးရင်ပြေးမပြေးလို့ရှိရင် ကပါစကိုပြန်ပြေးကြတယ်တဲ့အဲ့ဒီတော့ကြောင့်မလို့ကပါစတွေနဲ့ခင်ဗျားတို့ခုခံနေမယ်ဟေ့ဆိုလို့ရှိရင်တော့စီရီကဒီလိုပဲရက်ကလေးလိုက်နေမှာပဲအဲ့တော့ဒီနေရာမှာဒီညောင်ကျိုးစီရီပေါ့နော်ဒါမျိုးရုံးကန်နေရတာကျွန်တော်တို့အများစုတော့ ဒီစစ်တပ်အပိထောက်ခံသူတွေကတော့အထက်ရရှိလူကြီးမင်းတွေဖြစ်တဲ့ဦးမင်းအွန်လိုင်းကိုဦးတည်ပြီးတော့ပဲဆဲကြတာပေါ့ဗျာနော်။သို့ပါတော့လားညာလည်းပဲဦးမင်းအွန်လိုင်းမှာတာဝန်ရှိတာမှန်တယ်။မိမိစစ်တီတွေမှာလည်းအများကြီးတာဝန်ရှိပါတယ်။ချို့စစ်တီတွေဒီလိုမျိုးစိတ်ဓာတ်မျိုးတွေနဲ့ပြန်ပြေးနေရရှိတယ်နော်။အဲ့တော့တချို့ဆိုလို့ရှိရင်ကပ္ပဆာတွေပြန်ရောက်တယ်တချို့ဆိုလည်းအခုအမှုရင်ဆိုင်ထားတာတွေရှိရှိတယ်အဲ့တော့ဒီနေရာကို ညောင်ကျိုးကိုမကြစေခြင်းဘူးနော်ညောင်ကျိုးကနေပြီးတော့မိမိရဲ့ရီမန်းချက်အတိုင်းပေါ့ညောင်ကျိုးကနေဆက်လက်တိုးမယ်ပြီးရင်ပကံကွဲရောပကံကွဲရနေဆက်လက်တိုးမကလားလက်တိုးကလားလက်တိုးကနေပြီးမိုးထီထီပြန်ယူဖို့အတွက်စီမံကိန်းအောင်မြင်ခြင်းနဲ့ဟဲ့ဆိုလို့ရှိရင်တော့အခုလက်ရှိကပ္ပစတွေနဲ့တော့မလွယ်ပါဘူးခင်ဗျနော်ကပ္ပစတွေအပြေးများနေတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အကောင်းဆုံးကတော့တကယ့် fighter တက်တွေနဲ့ခုခံကာကွယ်မှရပါလိမ့်မယ်စစ်မတိုက်ခြင်းနဲ့ စစ်တီတွေများလာတာကိုတွေ့ရတယ်เนาะအဲ့တော့စစ်တိုက်ခြင်းနဲ့စစ်တီတွေကိုအရှည်တန်းပို့ပါဟိုကပ္ပစားတွေနဲ့တော့မဖြစ်ဘူးထင်ပါတယ်အဲ့တော့ကပ္ပစားတွေကတော့ပြည်ပြီဆိုမှတော့ချင်းရင်ချင်းမြန်ဖိုက်တာတွေကလည်းဘလိုပဲဖြစ်ဖြစ်ဖိအားရှိသွားပြီအဲ့ဒီတော့ကြောင့်မို့လို့ဒီနေရာကိုရွရွချင်ချင်ခုခံကာကွယ်ဖို့အတွက်ကဖိုက်တာတက်တွေလိုအပ်နေပါပြီเนาะဒီမှာဆိုလို့ရှိရင်တော့ဒီလိုပဲဒီလိုမျိုးပဲဒီစစ်ရေးဟာလုံးလေချာလေရိုက်နေမှာပဲဖြစ်တယ်အေအေကတော့သူတို့ရဲ့ဒီ ဒီစစ်ပွဲကိုပလန်နဲ့တိုက်နေတာပါအေအေကတခြားနေရာတွေဖြစ်တဲ့စစ်တွေတို့ကြောက်ဖြူတို့ကိုအယောင်ပြလောက်တိုက်နေရလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကြံတဲ့ဘောမီတို့ရွှေတောင်ရံတို့အဲ့ဘက်ချမ်းကိုတိုက်တာလက်အယောင်ပြတိုက်တာလို့ပဲကျွန်တော်တို့သုံးလို့ရတယ်သုံးသပ်လို့ရတယ်ပဲဗျာနော်အဲတကယ်တမ်းအမိအရာတိုက်ဖို့စဉ်းစားထားတဲ့နေရာကတော့အဲ့ဒီညောင်ကျိုးပါပဲနော်။ဘာကြောင့်ညောင်ကျိုးကိုတိုက်မလဲဆိုလို့ရှိရင် ညောင်ကျိုးကအရှိုက်ဆိုတာလေအလုံးသိတယ်နော်အဲ့ဒီအရှိုက်ထိုးခံတော့စစ်တပ်နေအထိနာနိုင်တယ်ပေါ့ဗျာနော်အထိနာနိုင်ဒါပေမဲ့စစ်တပ်တခုလုံးဟိုရုံရင်းကြောင်းလဲသွားလောက်အောင်နော်ရုံရင်းဆန်ကပြေကြောင်းလဲသွားလောက်အောင်တော့ရေးကြည့်တဲ့ပုံစံတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုကြအဲ့မှာရှိနေဒီကဘာစားတွေအကောင်လုံးလည်းနေရာရွှေ့ထားလို့ရတဲ့အတိုင်းတိုင်းရှိတာပဲလीနော်အဲ့တော့အာဒီဒီညောင်ကျိုးကိုတိုက်ဖို့အေးအေးဟာလမ်းနေလမ်းနေ ဖောက်နေပါတယ်အချို့လမ်းတွေဆိုရှင်ကျွန်တော်သိရှိထားသလောက်ကိုကျွန်တော် Telegram မှာကျွန်တော်ဖော်ပြထားတဲ့အကြောင်းရှိပါတယ်เนาะဆက်ကြီးတွေနဲ့เนาะ area ဆက်ကြီးနှစီနဲ့တို့လမ်းတွေပြက်နေတဲ့နေရာတွေကိုပြင်နေတယ်အဲ့နေရာကြီးထောက်ဖို့လမ်းကြောင်းတွေအသက်ကုန်စီစဉ်ထားတယ်အဲ့ဒီပြင်နေတဲ့လမ်းကြောင်းတွေကိုလည်းဖြတ်တောက်ဖို့လိုတယ်အဲ့ဒါတို့ထောက်ဖို့လည်းပြင်ဆင်ထားသလိုစစ်တီတွေလည်းပြင်ဆင်ထားသလိုအင်အားလည်း1200အနည်းဆုံးရှိတယ်လို့သိရ1500လောက်ရှိတယ်ဗောညအများဆုံးအဲ့တော့မိမိ မိမိကအခုအင်အား200 300လောက်နဲ့ခုခံလို့ရမှာ900လောက်နဲ့ခုခံလို့ရမှာမဟုတ်ဘူးအကောင်းဆုံးအနေနဲ့ကတော့တမတမလောက်နဲ့ခုခံမှရမယ်တမတမလောက်နဲ့ဒီနေရာကိုရှင်းမှရမယ်ဒီနေ့အဲနောက်ဆုံးကြားသိရတဲ့တွေ့ရဆိုလို့ရှိရင်တော့စစ်တပ်ကနောက်ကနေရောထက်ချက်မကွာလိုက်ပြီးတော့ရှင်းနေပါလေညောင်ချိုလုံးဝမကြောက်ဆိုတော့သိစေချင်တာပါအဲဒီနေရာမှာတရင်စစ်တရင်နဲ့တူတခါလေးပြောချင်တာကတော့ဗျာနော်တက်မတော့ အာနေရင်တိုင်းပြည်အာနေတယ်ဆိုတာကျွန်တော်တို့ဖြည်းဖြည်းနဲ့ယုံကြည်လာမှာဖြစ်လာပဲအခုဆိုအိန္ဒိယကသွေးတို့ဆန်းလာပြီအိန္ဒိယသွေးတို့ဆန်းမှုကဒါပေါ်သေးသေးကိစ္စမဟုတ်ပါဘူးအိန္ဒိယဆိုတာကမ္ဘာမှာဒူးကြီးအများဆုံးရှိတဲ့နိုင်ငံကြီးဖြစ်တယ်စစ်တပ်အင်အားတောင့်တင်းတယ်နျူကလ িয়ার ထိပ်ဖူးတပ်တွေပိုင်ဆိုင်တယ်နော်စီးပွားရေးအင်အားတောင့်တင်းတယ်ဒီလိုနိုင်ငံကြီးတစ်ခုရဲ့ဂျာမာနော်အနားမှာနေရတဲ့မြန်မာနိုင်ငံအနေနဲ့ကဒီလိုနိုင်ငံမျိုးတွေက ဟိုစိတ်ကောင်းနေစိတ်ကောင်းဝင်တဲ့အချိန်မှာဘာပြဿနာမှမရှိဘူးပဲအခုလိုမျိုးယူကြောင်ကြောင်ထလှုပ်ပြီးဟေးဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံအတွက်ကအမ်ဟိုတွေ့တူစမ်းခံရတဲ့အချိန်မျိုးတွေရောက်လာပြီအဲ့တော့ဘလို့လဲနျူကလ িয়ার ကိုကာကွယ်ဖို့ကအကောင်းဆုံးကာကွယ်နည်းရတော့နျူကလ িয়ার ကိုကာကွယ်နည်းပေါ့နော်အကောင်းဆုံးကာကွယ်နည်းကနျူကလ িয়ার လက်နက်ရှိခြင်းပါပဲအခုလိုမျိုးနျူကလ িয়ার ပိုင်တဲ့နိုင်ငံကြီးတစ်ခုက ဟိုမြန်မာနိုင်ငံရဲ့ဒီစကိုင်းတိုင်းတမူးမျိုးနယ်ကဒီကဘော်ကြိုက်ဝမ်းကိုသူတို့အပိုင်ဖြစ်နေသူ့သွင်းဖို့အတွက်เนาะပြန်သိမ်းဖို့အတွက်ပေါ့เนาะသိမ်းယူဖို့အတွက်သူတို့ကပြန်သိမ်းမယ်ပြောတာပဲဒါမဲ့လေဒီသိမ်းယူဖို့စူးစမ်းနေခြင်းဟာဆိုလို့ရှိရင်တော့တို့သူချင်းပြည်နယ်မှာလည်းသူတို့အိန္ဒိယကတရားမဝင်ဝင်ရောက်လာတဲ့ဒီအိန္ဒိယနိုင်ငံသားတွေအနေနဲ့ကလည်းဒါကျွန်တော်တို့နိုင်ငံသွေးသွန်းခံရရဖြစ်တယ်ဒီလိုနိုင်ငံကြီးတနိုင်ငံရဲ့နျူကလ িয়ার ပါဝါရှိတဲ့နိုင်ငံတစ်ခုက ဘာနျူကလ িয়ার ပါဝါမှမရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုသွေးလိုစမ်းကြည့်ဒီနျူကလ িয়ার ပါဝါရှိတဲ့နိုင်ငံတခုကိုပြန်လည်ပြီးတော့နျူကလ িয়ার ကိုကာကွယ်ဖို့အကောင်းဆုံးလက်နက်ကနျူကလ িয়ার ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုလိုမျိုးကာကြုတ်အနေနဲ့ဒီရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးတော့ပေါ့နော်နျူကလ িয়ার ကိုဘလိုနည်းနဲ့ပဲတုံးတုံးပေါ့။ဘာကြောင့်လဲသူတို့တော်မှာပဲဒီလိုနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတခုကတရားမဝင်အနိုင်ကျင့်စော်ကားလာပြီးဟေ့ဆိုလို့ရှိရင်နိုင်ငံငယ်တခုအနေနဲ့ကအကောင်းဆုံးကာကွယ်နည်းဟာနျူကလ িয়ার လက်နက်ရှိခြင်းပါပဲ။ ဲ့တော့ကာကြောင့်နေနဲ့ဆောင်ရွက်နေတဲ့အားလုံးဟာကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲအကျိုးအကြောင်းစီရော်တယ်ပေါ့ဗျာနော်နျူကလ িয়ার စွမ်းအင်ပါဝါကိုအသုံးပြုဖို့ထို့သူဒီကမှတစင်လက်နက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့ဗျာဘာပဲလုတ်ခဲလုတ်ခဲအကြိမ်လုတ်ခဲနေတော့မှာပဲကျွန်တော်ဒါအကျိုးအကြောင်းစီရော်တဲ့လုတ်ရက်လို့ပဲကျွန်တော်တို့ကတော့သုံးသပ်ရအောင်ပါပဲလीနော်အဲ့တော့ကမ္ဘာမှာနျူကလ িয়ার လက်နက်ကိုကာကွယ်ဖို့အကောင်းဆုံးနည်းကကျွန်တော်ထပ်ပြောပါမယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းပါပဲအဲ့တော့လာစလေမင်းလဲ မင်းရောငါရောကြောက်ဖဲကခုံချကြဆိုဆိုလို့ရှိရင်ဘယ်ကောင်းမှမကန်ရတော့ပါဘူးအဲ့လိုတတိမျိုးနဲ့ဆိုလို့ရှိရင်အခုလက်ရှိဖြစ်နေတဲ့အခြေအနေကယူကလီးယားပါဝါမရှိတဲ့မြန်မာနိုင်ငံရဲ့အစိုးရတက်မတော့နော်သူစစ်သွေးကြွသဘုံနေအရန်ကိုမှုလို့ပေါက်အောင်ပေါ်တော့ဒီသဘုံတွေရဲ့တိုက်ခိုက်မှုကြောင့်ဘ ਹੁ အစိုးရအားနေလာတယ်ဘ ਹੁ အစိုးရအားနေလာလို့ရှိရင်မိမိဘေးနားကနိုင်ငံတွေအားလုံးကသွေးတိုးဆန်းပြီးတော့ထိုင်းလိုနိုင်ငံမျိုးကလည်းသွေးတိုးဆန်းညံလာမယ်နော် ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးကနိုင်ငံမျိုးကလည်းသွေးတိုးဆန်းကျင်လာမယ်ကျွန်တော်တို့ဒီအိန္ဒိယလိုနိုင်ငံမျိုးကြီးတွေကလည်းသွေးတိုးဆန်းလာမယ်အဲ့တော့အကောင်းဆုံးကပါလဲဆိုရင်ဒီစစ်ကိုနိုင်အောင်တိုက်ဖို့ ਨੇ မြန်မာနိုင်ငံမှာနျူကလ িয়ার လက်နက်ကိုကာကွယ်ဖို့ဆိုရင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ကျင်းသာလင်းအကောင်းဆုံးကာကွယ်နည်းပါပဲခင်ဗျာနော်အဲ့တော့အခုဆိုလို့ရှိရင်လည်းနျူကလ িয়ার လက်နက်အခြေအနေကအခုအားလုံးသိရတဲ့အတိုင်းပေါ့ဗျာရုရှားရယ်အမေရိကရယ်ဒီ EU ရယ်သုံးဘက်ဆိုင်ပြဿနာယူကရိန်းရယ်လေးဘက်ဆိုင်ပြဿနာမှာ အခုဆိုအမေရိကကအမေရိကန်အားကိုးတဲ့ EU ဒီ NATO အဖွဲ့ကနော် EU နိုင်ငံတွေကရုရှားကိုအနိုင်ရဖို့ကြိုးစားတော့ညာလည်းပဲအခုအမေရိကန်ကမင်းတို့ကမကောက်ဝဲနိုင်တော့ဘူးမင်းတို့အလုပ်မင်းတို့ဆက်လုပ်ဆိုတဲ့အခါမှာတော့ EU နိုင်ငံတွေထဲမှာနျူကလ িয়ার ပါဝါဆိုလို့နျူကလ িয়ার လက်နက်ပိုင်တာဆိုလို့ရှိရင်အဲဗြိတိန်နဲ့ပြင်းထန်ပဲရှိတယ်အဲ့တော့သူတို့သူတို့အားလုံး EU တနေ EU နိုင်ငံတွေအားလုံးပေါင်းလို့ရှိတဲ့နျူကလ িয়ার လက်နက်ကနော် ဟိုတရုတ်နိုင်ငံတနိုင်ငံထဲမှာရှိတဲ့နျူကလ িয়ার လက်နက်လောက်မများဘူးတရုတ်နိုင်ငံမှာနျူကလ িয়ার ထိပ်ဖူးကမရှိဘူးဆိုရင်900လောက်ရှိတယ်ကျွန်တော် EU အားလုံးပေါင်းလိုက်လို့မှအများဆုံးရှိ600နော်တရုတ်တနိုင်ငံထဲမှာရှိတဲ့နျူကလ িয়ার လက်နက်လောက်ပဲရှိတယ်အဲ့တော့ကမ္ဘာမှာနျူကလ িয়ার လက်နက်အများဆုံးပိုင်တာကရုရှားပေါ့ရုရှားပြီးလို့ရှိရင်တော့အမေရိကပေါ့အဲ့တော့ရုရှားလိုနိုင်ငံမျိုးနဲ့နျူကလ িয়ার ဒီလိုတိုက်ပွဲတွေပေါ့ကောင်ရုရှားရဲ့ဒီနျူကလ িয়ার ရန်လုံမှုတွေကိုအကောင်းဆုံးရင်ဆိုင်ဖို့ဟာ နျူကလ িয়ার လက်နက်သားလင်ဖြစ်တယ်ဆိုတာကို EU နိုင်ငံတွေကသိတဲ့အတွက်ကြောင့်မို့လို့လဲအခုဆိုရင်သူတို့ရဲ့အားကိုးရဆုံးနိုင်ငံကြီးဖြစ်တဲ့ပြင်သစ်နိုင်ငံမှာရှိတဲ့နျူကလ িয়ার ထိပ်ဖူးဒီ၃00ပတ်ဝန်းကျင်လောက်ကိုဥရောပမှာဖြန့်ကျက်ထားဖို့တော့မှပဲအခုဆိုရင်တောင်းဆိုခြင်းနဲ့အတန်တွေကြားနေရပြီအဲ့တော့နျူကလ িয়ার လက်နက်ဆိုတာကမ္ဘာငြိမ်းချမ်းရေးကိုစောင့်ရှောက်တဲ့နိုင်ငံလက်နက်ကြီးတစ်ခုလိုတော့ဖြစ်နေတယ်အဲ့တော့ ရုရှားကလည်းနျူကလ িয়ার လက်နက်ရှိနေသေးတာသူဆက်လက်ပြီးတော့မကျိုးကျော်ရဲဘူးမဆိုင်နျူကလ িয়ার လက်နက်မရှိရင်ဥရောပကရုရှားသိမ်းလိုက်တာကြာပြီပေါ့အဲ့တော့အမေရိကန်ကလည်းနောက်ဆုတ်သွားပြီအဲ့တော့အကောင်းဆုံးနျူကလ িয়ার လက်နက်ကိုအကာအကွယ်နည်းဟာဥရောပနိုင်ငံတွေလည်းတွေးခေါ်လာပါပြီနျူကလ িয়ার လက်နက်ရှိခြင်းပါပဲအဲ့တော့ကမ္ဘာအရေးအမှာဒီလိုဖြစ်နေသလိုကျွန်တော်မြန်မာနိုင်ငံအရေးမှာလည်းနျူကလ িয়ার လက်နက်မပိုင်ဆိုင်တဲ့အတွက်ကြောင့်မို့လို့နျူကလ িয়ার ပိုင်နိုင်ငံတစ်ခုရဲ့ရန်စစော်ကားမှုတွေကိုအခုဆိုရင်ရှင်းဆိုင်နေရပါပြီ။တော်ပါတော်လည်းပဲ ခြေမျိုးစောင့်ကြည့်အောင်ပါကပေါ်ဂျိုင်ဝမ်ကိုသူတို့ကအခုအဲဒီမနီပူပြည်နယ်ရဲ့တွတ်တော်ကိုယ်စားလှယ်ပေါ့နော်လွတ်တော်ကိုယ်စားလှယ်ကတင်သွင်းတာဆိုတဲ့ခါကြတော့ဘာပဲဖြစ်ဖြစ်ဒီအာနာယပါတီတိတခုရဲ့ပါတီဝင်နော်လွတ်တော်ကိုယ်စားလှယ်ဆိုတဲ့ခါကြသူ့အတန်ကအဲတနည်းအားဖြင့်ပြောရမှာဆိုရင်ပါဝါရှိတယ်လို့ပြောလို့ရတယ်တော်ပါတော့ညာလည်းပဲ ဒါဟာ attention sound တသက်နော်ဆိုလို့ရှိရင်တော့အဲ့လိုလည်းဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အိန္ဒိယဆိုတော့လေလွတ်လပ်တဲ့ democracy နိုင်ငံကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာကိုလေးစားမယ်လို့ကျွန်တော်မျှော်လင့်နေ။သို့ပါသောညာလည်းပဲမြန်မာနိုင်ငံကဒီကျွန်တော်တက်မတော်ဟာအခုဆိုလို့ရှိရင်ဒီစေတူရတပုံနဲ့မှုလို့ပေါက်နေတဲ့အဖွဲတွေကဝိုင်းပြီးတော့တိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ဘ ਹੁ အစိုးရအားနေတဲ့အချိန်မှာဒီစေတူကြတွေတောင်းကြန်းသလိုပတ်ဝန်းကျင်နိုင်ငံတွေကလည်းသူတို့ဆန်းလာကြပြီ။အဲ့တော့ အကောင်းဆုံးနီလန်းကတော့အခု women online ကဘာပတ်ပြီးတော့ဗောနော်ကဘာပတ်ပြီးဆိုတာရုရှားတို့ဘီလာရပ်စ်တို့သွားပြီးတော့သူရဲ့အစီအမံတွေဖြစ်တဲ့ satellite ဒါအသိပံနဲ့အာကာသနည်းပညာထွန်ကားရေးဒါဟာအရန်ကိုအရေးကြီးတယ်ဒါဟာမြန်မာနိုင်ငံအတွက်အရန်ကိုအရေးကြီးတဲ့အချက်ဖြစ်တယ်ဒါကျွန်တော် women online လောက်တာကိုကျွန်တော်တို့အနေနဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံအတွက်နိုင်ငံလုံခြုံရေးအတွက်ဒါသူတော်ပါလေเนาะသူဆောင်ရွက်တင်တာကိုသူဆောင်ရွက်နေတာဖြစ်တယ်အနမနစ်ချက်အနေနဲ့ အနျူကလီးယားပါဝါကိုငြင်းချမ်းရေးအတွက်လည်းအသုံးပြုသလိုဖျားလည်းတည်တယ်ပေါ့နော်တရားလည်းတည်ရဒါလည်းရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့လိုအပ်လာလို့ရှိရင်နျူကလီးယားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးကာကွယ်နည်းဟာနျူကလီးယားလက်နက်ရှိခြင်းလို့တော့ပြောရမှာပေါ့ဗျာနော်အဲ့တော့ဟုတ်ပါပြီဒီနေ့ပြောတဲ့အကြောင်းအရာလေးထဲမှာကျောင်းတော်ပြန်လေးတွေဩပဲနော်ဒီစစ်သွေးကြောင့်မီဒီယာတွေရဲ့ခေတ္တတို့အရာဝတီတို့နော်ဒီစစ်သွေးကြောင့်အပိထောက်ခံနေသောမီဒီယာတွေရဲ့ကျောင်းတော်ပြန်တွေဖြစ်တဲ့ ဒီ online selling တွေပေါ့ online သတင်း selling တွေပြောနေရတဲ့အားလုံးဟာညောင်ကြိုကျပါပြီဆိုတော့မနေရလဲကျွန်တော်ပြောခဲ့ဆိုမကျပါဘူးလက်ရှိအချိန်ကြီးလည်းမကျပါဘူးမကျတဲ့ပြင်ကိုဒီဒီမနလိုက်ရှင်းတာဟာဆိုလို့ရှိရင်၈ရောက်တိတိအာဘယ်လိုမှမဆို allowance လက်နဲ့ရရှိပြီးတော့တယောက်တော့မှအရှင်းပြီးထားတာရှိပါတယ်နော်အဲ့တော့စက်တက်ကအခုဆိုထက်ချက်မကွာပြန်လည်ပြီးတော့ခုခံပြီးတော့အချိန်နေဟာညောင်ကြိုးအချိန်နေဟာပုံနေမြဲကြားနေမြဲပါပဲဒီအချိန်နေမှာပြောချင်တာကတော့ ဒီစစ်သွေးကြမီဒီယာတွေရောအားလုံးရောင်းတော့ပြန်နေရောအားလုံးအားလုံးတောက်ရက်ကိုရပါတယ်ဒီနေ့တက်မလို့ထောက်ခံသူတွေအားလုံးနော်အားလုံးအားလုံးထက်စီရနေပြီးတော့ပြန်ပြီးတော့ပြောနိုင်ပါပြီဒီသတင်းလိန်နေအားလုံးနော်အဲ့တော့ကျွန်တော်တို့ရှက်ကွဲတဲ့အချိန်တွေရှိခဲ့တယ်ကျွန်တော်တို့ပြုံးပြော်ပြီးတော့လက်မထောင်နေတဲ့